ီတစ်ခါမှာတော့ចောင်းទូលីရဲ့မိခင်အသက်ခံရပြီးចောင်းទូលីမိရှုလောက်ចံခံရတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီဖြစ်ပျက်ဟာနေပြည်တော်ပြည်သူတို့အူမှပြောပြထားတဲ့ဖြစ်ပျက်တွေကိုကိုးကားပြီးရေးသားတင်ပြခြင်းဖြစ်ပါတယ်။ဖြစ်စဉ်ဟာပြီးခဲ့တဲ့သတင်းကြိုအကြောင်းပဲရန်ဘော်ဒါဆောင်နေခိတပိတ်ထားခြင်းမှဖြစ်သွားတာလို့သိရပါတယ်။ចောင်းသူလေးဟာ grade 12ចောင်းသူဖြစ်တာကြောင့်ចောင်းရရှိမပိတ်တာမို့တမိဖြစ်သူစီကိုចောင်းမပိတ်ခင်မိခင်ဟာလိုက်လာခဲ့တာလို့သိရပါတယ်။ဒီဖြစ်ပျက်တွေကလည်းမိခင်ဖြစ်သူကလိုက်လာစမှာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ဖြစ်ပွားခဲ့တဲ့နေရာကတော့ရေချမ်းအိုးတောင်ရွာမြို့ဆောင်လမ်းပတ်မှာဖြစ်သွားတာပါ အချိန်အပြည့်2025ခုအောက်တိုဘာလ8ရက်မနက်9နာရီခွဲအချိန်လောက်မှဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ဘော်ရာကျောင်းတက်နေတဲ့သမီးဖြစ်သူစီအလဲလာတဲ့ဒေါ်နန်းရွှေစိန်ဆိုသူမိခင်ကိုအဲ့ဒီဘော်ရာကျောင်းမှာမုံရောင်းနေတဲ့နန်းမိုဟန်ခွန်းဆိုသူကမိခင်နဲ့အတူကျောင်းသူလေးကိုပါလှုပ်ကြံတက်ပြတ်ခဲ့ခြင်းဖြစ်ပါတယ်။သမီးဖြစ်သူကဂုံနူးတန်းမိုအချိန်မိုတက်ရတဲ့ကလေးဖြစ်တာကြောင့်အားတဲ့အချိန်မိဘကလာတွေ့ပစ္စည်းပညာပေးတဲ့အချိန်မှဖြစ်ပွားတာဖြစ်ကြောင်းသိရပါဗျ။ကျွလို့လူနမ်းမိုဟန်ခွန်ကအကူကြီးခဏပင်ရဆိုကကျောင်းသူလေးရဲ့မိခင်ကိုအပြင်းခေါ်ဆောင်သွားကြောင်း အပြင်သွားရကနေကြာနေတာကြောင့်တမင်းဖြစ်သူကဖုန်းဆက်ရမှာမိခင်ရဲ့ဖုန်းဟာခေါ်လို့မရတော့ကြောင်းအဲ့ဒီအချိန်မှာမိကုံကခေါ်သွားတဲ့နမ်မိုဟန်ခွမ်းကပြန်လာပြီးကြရင်ခဲ့တဲ့တမင်းចောင်းသူလေးကိုနိမေကခေါ်ခိုင်းလိုက်ပြီးဖုန်းကြွယ်လို့ဖုန်းဆက်မရနိုင်ဘူးအမေးစီသွားဖို့ငါနဲ့လိုက်ခဲ့ပါလို့ပြောပြီးခေါ်သွားကြောင်းသိရပါတယ် ဆိုင်ကနေပြင်မနာမျိုးပြင်လူပြည့်တဲ့နေရာကိုခေါဆောင်သွားခြင်းခံခဲ့ရပြီးလူပြည့်တဲ့နေရာရောက်တော့ခဏနားမယ်ဟုဆိုကဆိုင်ငယ်ရက်ပြီးနားနေစဉ်ကျောင်းသူလေးရဲ့ဥကောက်နောက်စီကိုအသင့်ပါလာတဲ့ဝိုင်းပလေးနဲ့နမ်မိုဟန်ခွန်ကအောက်ကိုရိုက်လိုက်ကြောင်းသိရပါဗျ။မှောက်သွားတဲ့အခါမှာတော့ကျောင်းသူလေးကိုခွာစီထားပြီးလက်ပင်းကိုကျိုးနေရက်ကဥကောက်နဲ့မြေကြီးကိုမတင်မချင်းဆောက်ရိုက်သက်ကြောင်းသိရပါဗျ။ဒီတရားတွေကြောင့်ကျောင်းသူလေးဟာမြင်မျောသွားပါဗျ။အဲ့ဒီချိန်မှာပဲနမ်မိုဟန်ခွန်က တေးပြီးထင်မီဓာတ်စီလောင်မီမီရှော့ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။เจ้าသူလည်းအသက်ရှင်လွတ်မြောက်လာပုံเจ้าသူကမီးဆွဲလောင်မှုတွေကြောင့်နိုင်ခြင်းမှုများစွာဖြင့်တရိယာတစ်ချက်မရတစ်ချက်ရှိရမှာပြန်လဲတရိယာလာတဲ့အခါမီးဆွဲလောင်နေတဲ့အင်ဂျီကိုဆွဲချုပ်ပြီးလမ်းမေးမှာရှိတဲ့ခြုံငင်းရှိရာဘကိုထွက်ပြေးရကအနီးနားကရွာသူရွာသားများရဲ့အကူအညီဆောက်ရှောက်မှုကြောင့်ပြင်းမနာစိတ်ယုံကြည်ကိုရရှိသွားခဲ့တယ်လို့ဆိုပါရယ်ဒီမီရှုမှုကြောင့်ចောင်းသူလေးဟာခနာကိုရဲ့45ရာခိုင်နှုန်းခန့်အထိမီးလောင်ကျွမ်းသွားကြောင်းသိရပါရယ် 55ရာခိုင်နှုန်းလောက်လာဆိုတော့ဒီကလေးကစိတ်ဓာတ်တော်တော်ကြံ့ခိုင်နေသူဖြစ်တယ်လို့ဆိုတာထင်ရှားပါတယ်။ဒီဖြစ်စဉ်တွေကိုလည်းသူကပဲတရားရကြားကနေရအောင်ပြန်ပြောနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။မိခင်ဖြစ်သူရဲ့အခြေအနေမိခင်ဖြစ်သူဒေါ်နန်းရွှေစိန်ကိုတော့အခင်းဖြစ်ပြီးနောက်တရက်အထိရှာမတွေ့ကြောင်းသိရပါတယ်။ပြန်လည်ရှာတွေ့တဲ့အခါမှာတော့အခင်းဖြစ်ရာအနီးမှာလေဘင်းကိုအဝင်းနဲ့ညှစ်သက်ခံထားရပြီးမျက်နှာကိုရုပ်ပြက်အောင်ထုနှက်ခံထားရကအသေဆုံးနေကြောင်းသိရပါတယ်။တပြည့်ရချင်းအကြောင်းရင်ခံမှန်းချက် ြစ်မှုကျွလွန်သူနဲ့အကြောင်းသူလေးဟာရန်ညုံညံစာလည်းမရှိအရန်ကြီးခင်မရင်နှီးနေတာလည်းမဟုတ်ကြောင်းအမျိုးသမီးနဲ့အတိရငါးလသာရှိသေးကြောင်းသိရပါဗျ။လူသက်မှုဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းကိုမသိသေးပေမဲ့တော်တော်များများကတော့ဒေါ်နန်းရွှေစိန်ရဲ့လက်ဝဲရတနာများဖုန်းနဲ့ငွေကြေးစတာတွေကိုလိုချင်တက်မှတ်ခြင်းကြောင့်ဒီလိုကျွလွန်တာဖြစ်နိုင်ကြောင်းပြောဆိုသုံးသပ်ကြပါဗျ။တမီဖြစ်သူကတော့မိခင်သူနဲ့ပါသွားကြောင်းတိရဲသူတဦးဖြစ်တာကြောင်းနှုတ်ပတ်ရန်စူးစမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်းလည်းသုံးသပ်ကြပါရစေ။အကျိုးကလည်း online လောင်းကစားနဲ့ဆက်ဆက်နေတာ ဒါမှမဟုတ်နာကြီးမှုနည်းနည်းရှမ်းရှမ်းရှိလို့ရန်ညိုးနဲ့တက်ဖြတာဖြစ်နိုင်ကြောင်းလည်းသုံးသပ်ပြောဆိုကြပါရယ်။ကျူးလွန်သူနမ်မိုဟန်ခွန်ကတော့အသက်30ကျော်အရွယ်ရှိကြောင်းဘောရာဆောင်အနီးမှာကလေးမှုများရောင်းချတဲ့သူဖြစ်ကြောင်းနဲ့အိမ်အောင်ရှိကလေးမိခင်တယောက်ဖြစ်ကြောင်းလည်းသိရပါရယ်။တာမီနဦးရဲ့တရင်ကိုကြာပြီးကြောင်မဲကနေပြင်းမနာကိုဆိုင်ငနဲ့လိုက်လာစေမှာစိတ်စောများကြောင့်ဆိုင်ကယ်တိမ်းမောက်ပြီးဒဏ်ရာများစွာရရှိခဲ့ကြောင်းကြောင်မဲမျိုးဒေသခံတအူးကပြောကြားခဲ့ပါရယ်။ ဒီမှုတွေကိုကျူးလွန်တဲ့နမ်မိုဟန်ခွန်ကတော့ဒီသတင်းတင်တဲ့အချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးပဲထွက်ပြေးလို့မြောက်နေစေဖြစ်ကြောင်းသိရပါဗျ။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။